မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ့်တရင်အစီအစဉ်တင်ဆက်သူမန်ယူဆံပဲဖြစ်ပါတယ်ရှင်။ စီးလှုပ်ရှားမှုများနေတဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းမှာပြီးခဲ့တဲ့အပတ်ကစပြီးတိုက်ပွဲတွေရက်စက်ဖြစ်ပွားနေပြီးတော့မင်းညားကလည်းဂွေရရန်ရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒေသခံတအူးရဲ့ပြောကြားချက်အရအဆိုပါလျင်ဘုံကြောင့် ဂွေရီယန်ရွာကအိမ်ထောင်စု၅စုရဲ့နေအိမ်နဲ့မိဖို့ကြောင့်လည်းပျက်စီးသွားခဲ့ပြီးနိုတိုင်မိခင်တအူးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ပျက်စီးမှုတွေခံစားခဲ့ရတဲ့အဆိုပါမိသားစုဝင်တွေအတွက်လက်တလုံးမှာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းပြောပါဗျ။ရှေတန်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရနဖက်စစ်ဆိုင်ထားတဲ့ဝိုင်းမော်မျိုးအနီးကဝူယန်လမြန်ဆတဲ့ကျေးရွာတကြောမှာစစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းရှေ့တိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှုတွေရှိနေခဲ့ပြီးနေတိုင်းလိုလိုလက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတယ်လို့သိရပါ ါရယ်ကန်အိုပြန်ကြားရေးသတင်းဌာနရဲ့ထုတ်ပြန်ချက်အရဇွန်လ15ရက်နေ့ကနေ23ရက်နေ့အထိကချင်ပြည်နယ်ရဲ့ဗမော်ဝိုင်းမော်ဖကန့်စတဲ့ဒေသတွေဘက်မှာတိုက်ပွဲပေါင်း17ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါရယ် ကချင်ပြည်နယ်ဖားကန့်ဒေသမှာရွှေမျောလို့ရာကနေပြီးမှမြေပိသေဆုံးသွားခဲ့တဲ့တရုတ်လူမျိုးညီကိုနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုမိရှုတကြိုပေးခဲ့တယ်လို့ပရာဟိတအတင်းတာဝန်ရှိသူကဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကဖားကန့်ဆိုင်းတောင်ကျေးရွာအထက်မော်ရှန်အုပ်စုမှာရှိတဲ့စုထူပန်ကုမ္ပဏီဝင်းရဲ့မြေစာပုံဟောင်းမှာရွှေမျောသွက်တိုက်ရာကနေမြေစာပုံပြိုကျပြီးညီကိုနှစ်ဦးလုံးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်တရင်ရင်းမြေပြောပြချက်အရညီဖြစ်သူရဲ့ရုပ်အလောင်းကိုဇွန်လ23ရက်နေ့မှာဥကောင်းမပါဘဲ ူဖော်ရရှိခဲ့ပြီးအကိုဖြစ်သူရဲ့ရုပ်အလောင်းကိုတော့နောက်နေ22ရက်နေ့မှာတူဖော်ရရှိခဲ့တယ်လို့သိရပါတယ်အလောင်းရှောက်ဖွေရမှာအသုံးပြုတဲ့ဗဟိုးတွေနဲ့ထိခိုက်မိတာကြောင့်ညီအကိုနှစ်ဦးလုံးရဲ့ရုပ်အလောင်းတွေမှာဥခေါင်းတွေမရှိတော့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်ပရာဟိတာအဖွဲ့ဝင်တွေကဖာကန့်ဒေတာမှာနစ်စင်မိုရင်းကာလာရောက်လာရင်မြေစာပြိုကျတဲ့ဖြစ်စဉ်တွေဖြစ်ပွားနေကြဖြစ်ပေမဲ့အနာသိမ့်ပြီးတဲ့နောက်ပိုင်းစီကံမဲ့ကြောင်းမြတ်တူဖော်မှုတွေကြောင့်မြေစာပုံပြိုကျတဲ့အချိန်အရေအတွက်ဟာပုံမူတိုးလာနေရလို့ထောက်ပြပါဗျာ။ နောက်ထပ်အနေနဲ့မန္တလေးတိုင်းမရရမြို့နယ်နဲ့စင်ကူမြို့နယ်အဆက်ကရကန်းစင်တောင်ကြေးရွာမှာရှိတဲ့ မြေတာနန္ဒာစီယုံကိုစကောင်စီတက်ကလေချောင်းကနေဘုံကျဲချခဲ့လို့မိဖွားပိစားအမျိုးသမီးတေဆုံးပြီး12ဦးတန်ရာရရှိခဲ့တယ်လို့ပြင်ဦးလွင်ခိုင်ပြတုကကွယ်ရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။မနေ့ကညဇွန်လ22ရက်နေ့ဆက်တနားရီလောက်မှာတရက်ဦးတက်ဂျက်ဖိုက်တာတစ်စီးနဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့ပြင်ဦးလွင်ခိုင်ပြတုကကွယ်ရေးအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။စကောင်စီကလေချောင်းကနေကျဲချလိုက်တဲ့ဘုံဟာစီယုံကတောက်ဖွားမီးရဲ့ဆောင်ကိုထိမှန်ခဲ့တဲ့အတွက်ဆေရော်လန်းခွဲကျွရွာကနေစီယုံတက်မိဖွားဖို့လာတဲ့အသက် 30နှစ်အရွယ်မိခင်တဦးတေဆုံးပြီးမွေးခင်းစကလေးငယ်ကတော့အထီးခိုင်းမရှိဘူးလို့သိရပါဗါးဒါအပြင်အဆောက်အုံ၃လုံးလည်းပျက်စီးခဲ့တယ်လို့12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အထက်ကအသက်35နှစ်အရွယ်အမျိုးသမီးတဦးကတော့ဆိုရင်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗါးစစ်ကောင်စီတပ်ကဘုံကျဲလိုက်တဲ့မြေတာနန္ဒဆင်းရုံဟာမရရနဲ့စင်ကူးမျိုးနဲ့အဆက်မရှိပြီးစီယုံဟာစင်ကူမျိုးနယ်ရဲ့ပါဝင်တယ်လို့သိရပါဗါ။ပါမောက်ခါချုပ်ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာမြို့ဝန်တာကိုရိုင်းဥဆောင်ပြုဆောက်လုပ်ထားတဲ့စီယုံဖြစ်ပြီး ီအဲ့ဒီနယ်ဒေသကလူတွေမိခိုးအားထားနေရတဲ့ဆေးရုံဖြစ်ကြောင်းလည်းဒေသခံတွေထံကသိရပါဗျ။မန္တလေးတိုင်းမှာပြီးခဲ့တဲ့မေလအတွင်းလေကြောင်းတိုက်ခိုက်ခံရမှု83ကြိမ်အထိရှိခဲ့ပြီးတိုက်ဆုံးသူဦးရေ32ဦးရှိခဲ့ကြောင်းအန်ယူဂျီလူအခွင့်ရေးဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညနာခွင့်ပြုပါရှင်။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။